အားလုံးပဲမင်္ဂလာပါရှင်ရန်နာမုန်ထဲတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့တင်တဖတ်လူရဲ့တင်ပေါ်မှာထားတဲ့အတွင်းနဲ့ပေါ့နော်လက်ရှိခန်းစားချက်တွေကဘာတွေဖြစ်မလဲဆိုတဲ့ခေါင်းစဉ်နဲ့ collective reading လေးတစ်ခုဖတ်သွားပေးမှာ ဖြစ်ပါတယ်အဲ့တော့အခုလက်ရှိမှာတင်နဲ့သက်ဆိုင်တဲ့သုံးတူပေါ့နော်တင်အတွင်းထဲမှာရှိနေတဲ့သုံးတူကတင်ပေါ်မှာဘလို့တွေတွင်းနေလဲသူတင်ပေါ်မှာထားတဲ့ခန်းစားချက်တွေကဘာတွေရှိမလဲဆိုတာကိုဒီနေ့ reading ထဲမှာဖတ်သွားပေးမှာဖြစ်ပါတယ်ဒီ reading လေးကတော့ collective reading lab reading လေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ collective reading ရဲ့ထုံးစံအတိုင်းပဲဒီ reading ကတော့လူအားလုံးနဲ့တော့အဲကိုင်ညီမှုရှိမှာမဟုတ်ဘူးဒါပေမဲ့ဒီ reading လေးကိုသင်ကဝင်ကြည့်ပြီးတော့ပေါ့နော်10မိနစ်2မိနစ်အတွင်းမှာဒီ reading မှာပြောပြထားတဲ့အကြောင်းအရာတွေကသင်နဲ့တိုက်ဆိုင်တယ်လို့ခံစားရတယ်ဆိုလို့ရှိရင်ဒီ reading ကိုစက်ကြည့်ပါပြီးတော့ဒီ reading ကသင်အတွက် reading ပေါ့နော်အဲ့ဒါမျိုးလေးအဲ့တော့ဒီနေ့မှာနှစ်မျိုးသုံးသွားမယ်ပေါ့နော် the line see terror ကကလေးနဲ့ ဒီမှာ sweet lab d ပေါ့နော် oracle cake လေးအဲ့ဒါနှစ်မျိုးကိုတွဲပြီးတော့ကျမကဒီ reading လေးကိုဖတ်ပေးမှာဖြစ်တယ်နော်။ဒါဆိုကျမတို့စလိုက်ရအောင်။အဲ့တော့အခုလက်ရှိမှာနော် တင့်တဖတ်လူတင့်တဖတ်လူကတင်နဲ့ပတ်သက်ပြီးတော့ဘလို့ခန်းစားချက်တွေအတွေးတွေဖြစ်နေလဲအတွေးကိုအရင်ပြောပြလိုက်မယ်နော်သူလက်ရှိမှာတွေးနေတာဘာလဲဆိုတော့အခုလက်ရှိမှာ သူကိုယ်သူမတေချာမှုတွေနဲ့ပြည့်နှက်နေတယ်ပေါ့နော်အဲ့ဒါမျိုးတွေတွေ့တယ်သူကိုယ်သူမတေချာအောင်ဒီမတေချာမှုကတင့်ကြောင်လေးဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်အခုသူရဲ့လက်ရှိဖြစ်တည်မှုတွေနဲ့လည်းသက်ဆိုင်တယ်နော်အခုလက်ရှိမှာသူလုပ်ငန်းခွင်ထဲမှာအကျက်တဲရောင်းနေတာအတွက်အာသူတခုခုကိုဆုံးဖြတ်ဖို့အတွက်မရေရာတာတွေမတေချာတာတွေအဲ့ဒါမျိုးသူကိုယ်သူခံစားနေရတာနော်ပြောမယ်ဆိုလို့ရှိရင်အခုလက်ရှိမှာသူနည်းနည်း weak ဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးပုံစံလေးသူနည်းနည်းအားနေတယ် အဲသူဆုံးဖြတ်ရမယ့်အရာတွေကခက်ခဲတယ်။အဲတချို့ကိစ္စရက်တွေကအလုပ်ကိစ္စကြောင့်လည်းဖြစ်နိုင်တယ်။တချို့အကြောင်းအရာတွေကြောင့်တော့ဒီ reading ကိုလာကြည့်တဲ့သူလေးနဲ့သက်ဆိုင်တယ်ပေါ့နော်။သင်နဲ့ပတ်သက်တဲ့အရာတွေကအခုလက်ရှိမှာသူ့အတွေ့အထိမှာရောက်နေတယ်။ဒါပေမဲ့အဲတက်အနာကိုလာဖို့ပဲဖြစ်စေသင်နဲ့လမ်းခွဲလိုက်ဖို့ပဲဖြစ်စေပေါ့နော်။ဘလို့အရာပဲဖြစ်ဖြစ်သူတွေးတော်ဖို့အတွက်ကိုမသိကြနိုင်ဘူး။မမှန်ကန်နေဘူး။သူဘာလှုပ်လှုပ်လောက်အောင်မှမသိဘူးပေါ့နော်။အဲအမျိုးလေးပထမဆုံးအချက်လေးနဲ့တွေ့တယ်။အဲ့မှာနောက်တစ်ခုကဘာလဲဆိုတော့ မင်းငါပေါ့နော်တင်ငါပေါ့နော်ပြောချင်တဲ့ဘောဒီတစ်ဖက်လူကဘာပြောလဲဆိုတော့မင်းငါရတဲ့အရန်ကိုထူးဆန်းတဲ့မင်းကလေးပါပေါ့နော်ငါတွက်ဆိုရင်တော့ထူးဆန်းနေအမြင်နေကြတွေ့နေကြပုံစံတွေကမင်းကလေးမျိုးမဟုတ်ဘူးပေါ့နော်သူ့အတွက်ထူးခြားဆန်းကျင်ပြီးတော့သူ့ကိုအအံ့ဩမှုပြီးလို့ရှင်ထူးခြားမှုပြီးလို့ရှင်တခြားသူတွေနဲ့မတူတဲ့ဆန်းပြမှုပေါ့နော်တစ်ခုခုပေါ့နော်အဲ့လိုမျိုးပုံစံခန်းစားချက်တွေကိုပေးနိုင်တဲ့မင်းကလေးပါတဲ့အ ပြောမယ်ဆိုလို့ရှင်တင်တို့လေးတွေကလှိုဝတ်တက်တဲ့မျိုးသမီးပြီးလို့ရှင်တင်တို့လေးတွေစိတ်ခံစားချက်ကိုမဖော်ပြတတ်ဘူးเนาะအဲ့တော့တင်တဲ့သူနဲ့က relationship ကိုရောက်ခဲ့တာပဲဖြစ်စေ saturation အနေထားမှာပဲဖြစ်စေအာချစ်ချင်လဲချစ်ခဲ့မယ်အပေါင်းသက်ဆက်ဆံရေးတခုတည်းမှာလည်းရှိချင်လဲရှိခဲ့မယ်ဒါပေမဲ့တင်ကိုသူအပြေကနားမလည်ဘူးပေါ့เนาะ ဒါပေမဲ့သူ့ရဲ့အတွင်းမှာတော့မင်းကအရန်ကိုထူချားပြီးတော့သူ့ဘဝအတွက်သူ့အတွက်ပေါ့နော်အရန်ကိုထူချားပြီးတော့လှွက်ဆန်းကြတဲ့မျိုးသမီးလေးပါပေါ့နော်ဒါကြောင့်လေသူကမင်းကိုသဘောကျရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်နောက်ပြီးတော့လေသူ့ရဲ့ဒီစစ်ကူရင်ကဘာထဲမှာတော့မင်းနဲ့အဆင်ပြေခြင်းတယ်နော်အပျော်ရွှင်တဲ့ love life တွေကိုသူသွားခြင်းတယ်အဲ့လိုမျိုးလေးတွေ့တယ်ဒါပေမဲ့အခုလက်ရှိမှာတော့သူဂျင်းတဲ့ချက်တွေမှာရောက်နေတာပေါ့နော်အာသူ မင်းအနာကိုလာခဲ့ဖို့ခက်ခဲတယ်ပေါ့နော်ကျမအားမျိုးလေးတွေ့တယ်။တင်တို့နာကိုလာဖို့သူခက်ခဲတယ်။ပြီးတော့ဒီသူ့ရဲ့ဒီနှလုံးသားနဲ့ပတ်သက်ပြီးတော့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့သူ့ကိုသူ healing လုပ်ရမယ်အချိန်ပေါ့နော်အားမျိုးလေးလူနေသေးတယ်လို့ကျမထင်တယ်။သူ့မှာလိုအပ်ချက်တွေရှိတယ်။အာသူ့ရဲ့နှလုံးသားနဲ့စိတ်ကိုပြုပြင်ပြောင်းလဲဖို့နော်ဒီခံစားချက်တွေအနောက်မှာသူအများကြီး trauma တွေရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူအများကြီးသူ့နှလုံးသားကိုအာနာကျင်မှုမရှိအောင်သူ လောက်အောင်မယ်ပေါ့နော်ပြောမှဆိုလို့ရှင်တင်းတို့လေးတွေနဲ့ဆက်ဆိုင်တခုတွေမှာမရောက်ခင်မှာသူ့ရဲ့အတိတ်မှာနာကျင်စရာပေါ့နော်နာကျင်စရာ ဆက်ဆံရေးတွေရှိခဲ့မယ်ကျွန်မအဲ့လိုမျိုးလို့တွေ့တယ်အဲ့ဒီနာကျင်စရာဆက်ဆံရေးဆိုတာလည်းဒီသူရဲ့ love life တွေပေါ့နော်အချစ်ပွားတွေမှာသူ trauma လေးတွေသူခံစားခဲ့ရတယ်အဲ့ခါကျတော့တင်းနဲ့တွေ့ပြီးတဲ့ခါမှာလည်းဒီ trauma လေးတွေကိုသူကအာတေချာဟင်းနေမလောက်ရသေးဘူးပေါ့နော်မလောက်ရသေးတဲ့အချိန်မှာတင်းနဲ့တွေ့တယ်တွေ့တဲ့ခါကျတော့တင်းနဲ့သူနဲ့ကရင်ရှည်တိသွားဖို့ကိုစုံပြတ်ချက်ချဖို့သူအနေနဲ့ခက်ခဲနေတာမျိုးပြီးလို့ရှိရင် အာမင်းကသူ့ဘဝအတွက်ဖြစ်စေသူ့အတွက်ဖြစ်စေတကယ်ကိုစမ်းကြဲတဲ့အမျိုးသမီးလေးပေါ့နော်တကယ်ကိုသူများနဲ့မတူတမူထူးခြားတဲ့အမျိုးသမီးလေးဆိုတာသိပေမဲ့လည်းသူ့ရဲ့အတိတ်မှာရခဲ့တဲ့ trauma တွေကြောင့်အမင်းအနာကိုလာဖို့သူအတိတ်ကနေရုံမထွက်နိုင်နေတာမျိုးလေးဖြစ်နိုင်တယ်အဲ့လိုမျိုးเนาะ တကယ်မို့သူ့အစ်အနာကိုလာခြင်းနဲ့မင်းအနာကိုလာခြင်းနဲ့ဆိုလို့ရှိရင်တော့ပြောင်းလဲလေးတွေတော့သူလက်ခံရမှာပေါ့เนาะအဲ့ဒါမျိုးသူကြက်ကြက်ခံရင်ဆိုင်မို့တော့လို့ရတယ်เนาะအဲ့ဒီကြက်ကြက်ခံရင်ဆိုင်ရမယ့်အပိုင်းတွေကအာဘေးပတ်ဝန်းကျင်တွေရဲ့ပြောစကားတွေလည်းဖြစ်နိုင်တယ်သူရဲ့ကိုယ်ထဲမှာရှိနေတဲ့ negative energy တွေကိုသူဖယ်ပြီးတော့သူကသူ healing လုပ်ပြီးတော့မှเนาะသူရဲ့အရာအလုံးကိုသူရဲ့ကိုယ်ထဲမှာရှိတဲ့ပြင်ဆင်ရမယ့်အရာအလုံးကိုပြင်ဆင်ပြီးမှเนาะအပြောင်းလဲတဲ့အများကြီးကိုသူလှုပ်ဆောင်ပြီးမှ မင်းနာကိုလာလို့ရမယ်လို့သူတွေးထဲမှာရှိနေတာအဲ့လိုမျိုးအဲ့တော့သူ့တွေးထဲမှာအရာအလုံးကရောထွေးနေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေးတယ်အဲ့တော့ဒါကတော့ Oracle ကတ်ကလေးတွေနဲ့ကြည့်ထားပြီးတာပေါ့နော်အဲ့တော့ကျမက Tarot ကတ်ကလေးတွေနဲ့လည်းဆက်ပြီးတော့ကြည့်ပေးမယ်နော်အဲ့တော့ ဒီနေ့ collateral တွေကိုလာကြည့်တဲ့သူလေးတွေကျွန်မအရှိမပြောသလိုပဲပေါ့နော်အခုလက်ရှိမှာကျွန်မပြောပြသွားတဲ့အချက်တွေကသင်တို့လေးတွေရဲ့အာတဖက်လူရဲ့ energy တွေနဲ့တူနေလားပေါ့နော်တူနေဆိုလို့ရှိရင်တော့ဒါသင်တန်း array ထဲမှာသင်ဆက်ကြည့်ပါပေါ့နော်အဲ့ဒါမျိုးလေးပြောချင်တယ်တကယ်ပါနော်တင်းရဲ့တဖက်လူကအခုချိန်မှာသူတကယ်ကိုနာကျင်မှုတွေပြမှန်းမှုတွေသူ့မှာဆုံးရှုံးစရာတွေကျွန်မတွေ့တယ်ပေါ့နော်အဲ့လိုမျိုး ဒါပေမဲ့သူတင့်ကိုတော့ဖြောရှင်းစေချင်တယ်အဲ့ဒါမျိုးလေးတွေ့တယ်။သူ့မှာဘလို့ခက်ခဲပဲရှိနေပါစေ။မင်းကိုတော့ပြောစေချင်တယ်တဲ့။အဲ့ဒီစိတ်ဆန္ဒနေတော့ကျွန်မတွေ့တယ်။နော်မင်းအမိကိုကိကိနဲ့ပြောရှင်းနေတာဟာလည်းတသိတယ်။တချို့ကြတော့အာတင်းတို့လေးတွေအမိကိုကိကိနဲ့ပြောရှင်းနေပါစေဆိုပြီးတော့ဆွတောင်းမင်းနေတာရှိတယ်လို့တချို့ကြတော့လည်းမင်းကဘဒူးရဲ့ဟိုအကူအညီမပါဘဲနဲ့ ပြောရွှင်နေတာမျိုးသူတွေ့တယ်။အဲ့တော့အနားမှာသူမရှိရင်တောင်မှမင်းမွားလေးကလှပတာရပြီးတော့ကိုကကိုအဆင်ပြေပြေသွားနေနိုင်တာကိုသိနေရတယ်ပေါ့နော်။အဲ့ဒါမျိုးလေးသူရဲ့အခုလက်ရှိအချိန်မှာတော့အသေးချာမှုတွေ၊နာကျင်မှုတွေ၊ဆုံးရှုံးမှုတွေကျမအဲ့ဒါမျိုးတွေ့တယ်ဒီနှစ်ကပ်ပေါ့နော်။အဲ့ဒါမျိုးအာပြီးတော့တဲ့ဒီမင်းနဲ့ပေါ့နော်သူရဲ့စိတ်ကူးရင်တိဆောက်တာလည်းစီမှာတော့ပျော်ရွှင်စရာ left light တွေကိုသွားဖို့သူရည်ရွယ်ပေမဲ့သူလက်တွေ့မှာမင်းနားလာဖို့ကို အများကြီးပြင်ဆင်ရအောင်ပဲကျွန်တော်ကနားပြောသလိုပေါ့သူခက်ခဲတယ်မဝတ်မရေတွေဖြစ်တယ်အဲ့လိုမျိုးပုံစံတွေ့တယ်เนาะအဲ့တော့အခုလက်ရှိမှာတော့သူ့အတွေ့အကြုံနေသူမလို့မရောက်နိုင်သေးဘူးဒါကတော့အခုလက်ရှိဖြစ်ပေါ်နေတာဒါပေမဲ့သူရဲ့ဖြစ်ချင်တဲ့ဆန္ဒကတော့မင်းနောက်လာခြင်းနဲ့မင်းကိုပြောစရာတွေလာပြီးတော့လှုပ်ပေးခြင်းနဲ့เนาะမင်းကိုပျော်ရွှင်မှုတွေသူပေးခြင်းနဲ့အဲ့လိုမျိုးတွေလည်းတွေ့တယ်ပြီးတော့လေသူတကယ်ကိုအများကြီးသူ့ရဲ့နှုံးသားရေးရတဲ့ပတ်သက်ပြီးတော့အများကြီးပြင်ဆင်ရအောင်ပဲကျွန်တော်တွေ့တယ်အဲ့လိုမျိုးเนาะ သူ့ရဲ့ထရာတွေကိုသူတဆင့်ချင်းစီတွားပြီးတော့ပြင်ဆင်ရမှာမျိုးလေးကျွန်မတွေ့တယ်။အဲ့တော့သူ့အတွေ့သူ့အုံနောက်ထဲမှာသူ့ရဲ့ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့သူပြင်ပြင်ပြောင်းလဲရမယ့်အပိုင်းတွေအရင်များရတယ်ပေါ့နော်။ trauma တွေအရင်များတယ်နော်။အဲ့တော့သူ့ရဲ့ဒီပြီးခဲ့တဲ့အတိတ်ကအရာတွေနဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်နာကျင်ခံပြီးတော့အာပြင်ပြင်ပြောင်းလဲရမယ့်အပိုင်းတွေအများကြီးကြံ့နေတယ်ပေါ့နော်။အဲ့လိုမျိုးတွေ့တယ်။ဒါပေမဲ့ဒီအပြောင်းလဲလေးကိုသူလက်ခံနိုင်ခဲ့ရင်တော့သင်တဲ့သူပြောရှင်စရာ အာ love life နော် family life marriage life တွေကိုသူသွားဖြစ်မယ်ပေါ့နော်သွားလို့ရသွားလိမ့်မယ်အဲ့ဒါမျိုးတွေ့တယ်ဒီမှာ turn on cut ဒီမှာလည်းဒီလိုပဲပေါ့နော်အပြောင်းလဲလေးကိုလက်ခံအောင်မယ်ဆိုရက်ကတ်ကလေးရဲ့အောက်မှာ turn on cut ကျလာတာဆိုတော့တကယ်ကိုပဲသူကသူ့ရဲ့ဒီ trauma တွေကိုသူအကောင်းဆုံးကုသခဲ့နိုင်ခဲ့ပြီးတော့တင့်နာကိုရောက်လာမယ်ဆိုလို့ရှင်တင်းတို့နှစ်ယောက်အဆင်ပြေပြေနဲ့ marriage life family life တွေကိုသွားဖြစ်မယ်ပေါ့နော်သွားလို့လေလူကူသွားမယ်လို့ကျွန်မတွေ့နော်အဲ့တော့စက်ကြည့်ရအောင်နော် ်အခုဒီကတ်ကလေးတွေကိုတော့ကျွန်မသူ့ရဲ့ feeling လေးတွေပေါ့နော်သူ့ရဲ့အတွေးပြီးတော့သူ့ရဲ့တကယ်အစ်မမှာထားတဲ့ true feeling ပေါ့နော်အဲ့ဒါလေးတွေတစ်ချက်ကြည့်မယ် တော့အခုလက်ရှိမှာသူတွေးနေတယ်เนาะတင့်ပေါ်မှာတွေးနေတယ်သူရဲ့တကယ်ခံစားချက်တွေကဘာလဲဆိုတော့เนาะ real feeling ပေါ့เนาะ true feeling real feeling ဘလိုပဲပြောပြောပေါ့เนาะတကယ်ကိုမှန်ကန်တဲ့ခံစားချက်တွေကဘာလဲဆိုတော့မင်းကိုကာဝယ်ချင်တာเนาะသူဘလိုမျိုးအခြေအနေမှာရှိနေပြီစေမင်းကိုတော့သူကာဝယ်ဆောက်ရှောက်ရှင်နေစိတ်တော့ရှိတယ် နော်ကာကွယ်ပေးခြင်းနဲ့ဆောက်ရှောက်ပေးခြင်းနဲ့အဲ့တော့တင်းတို့နေရာရဲ့အတိတ်ကဆက်ဆက်ရေးမှာအာတင်းတို့နေရာသူရဲ့ကာကွယ်ဆောက်ရှောက်မှုအနေချင်းကိုခံခဲ့ရတဲ့သူတွေကိုကျွန်မတွေ့တယ်ဒီကာကွယ်ခဲ့ရတာတွေကိုဆောက်ရှောက်ခဲ့ရတာတွေကိုလည်း तू အတင်းကိုပြောခြင်းမှာပြောလိမ့်မယ်တင်းရဲ့နောက်ွယ်မှာ तू ကာကွယ်ပေးခဲ့တာပတ်မှုပေးခဲ့တာပေါ့နော်ကျွန်မအားလာမျိုးတွေ့တယ် နော်ပတ်မှုပြည့်နေဆိုဟိုလိုမျိုးအများကြီးနော်ဟိုပြောချင်တာတော့မဟုတ်ဘူးတင်တခုခုပေါ်မှာပေါ့နော်တင်တွဲစိတ်ပူရမယ့်အနေထားရဲဆိုသူအနောက်ကနေတင်မတိအောင်လိုက်ပြီးတော့အာပြောပြပေးတာအာအမှားရုံနေမဖြစ်အောင်သူလုပ်ပေးတာအဲ့လိုမျိုးပုံစံအဲ့တော့ဘလို့နီးနေမဖြစ် သူကတော့တင့်ကိုကာဝေခဲ့တာပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်။နောက်တစ်ခုကတော့အခုလက်ရှိမှာအာမင်းတို့လေးတွေနဲ့ပတ်သက်ပြီးတော့သူစိတ်ကိုသူအများကြီးပေါ့နော်သူထိမ့်ချုပ်ထားရတယ်အဲ့လိုမျိုးတွေ့ရတယ်။သူစိတ်ကိုသူအများကြီးထိမ့်ချုပ်ထားရတယ်။သူရဲ့ဒီဘဝနဲ့ပတ်သက်ပြီးတော့ရောဒီနှလုံးသားရဲ့အနေနဲ့ပတ်သက်ပြီးတော့ရောသူအဆုံးမရောက်သွားဖို့ပေါ့ပြောမှဆိုလို့ရှိရင်အခုလက်ရှိမှာတည့်ရက်တစ်ဖက်လူကစီးပွားရေးတော့အောင်မြင်မှုတွေနောက်ကိုသွားရတယ်ဆိုလို့ရှိရင်အာဒီလိုသွားနေနေမှာအစ်တင့်ပေါ်မှာလည်းခံစားချက်တွေရှိတယ်။ဒါပေမဲ့ဒီခံစားချက်တွေကိုလုံးဝအခြေအနေတွေ ကို तू မထည့်လိုက်ဘူးเนาะသူရဲ့ဒီလောကမဲ့အလုပ်တွေပတ်မှာလဲ तू 90ရာခိုင်နှုန်းထားရတယ်နှုံးသားရေးရမှာလဲ90ရာခိုင်နှုန်းထားရတယ်အဲ့တော့ तू ဟာဟိုဘက်ဒီဘက်မျှအောင်သူ့ကို तू ကင်တွယ်ရင်းနဲ့ तू တတိတွေထားရင်းနဲ့ထည့်ရင်းနဲ့သွားနေတယ်ပေါ့เนาะအဲ့လိုတွေ့တယ်ပြီးတော့မင်းပေါ့เนาะသူ့ပေါ်မှာနာကျင်အောင်လုပ်ခဲ့တာအနေချင်းရှိတယ်လို့ကျွန်မတွေ့တယ်အဲ့တော့ဒီလိုနာကျင်ရတဲ့အတွက် तू မင်းနာကနေ ထွက်ခွာသွားခဲ့ရတာပေါ့เนาะအဲ့ဒါမျိုးတွေ့တယ်အဲ့တော့ဒီလိုလုံးရတာလဲသင်တို့လေးရတယ်တမင်သက်သက်လောက်တာမျိုးတော့မဖြစ်နိုင်ဘူးသင်တို့နှစ်ယောက်မှာမညီမျှမှုတွေလည်းရှိခြင်းရှိခဲ့မယ်ဘေးပြောခါရလည်းရှိခြင်းရှိခဲ့မယ်အဲ့ဒီဘေးပြောခါရတယ်သင်တို့နှစ်ယောက်ကိုသဘောမတူတာသင်တို့နှစ်ယောက်တွဲပြစ်သွားမှာကန့်ကွက်တာအဲ့လိုအနှောက်အယှက်တွေအများများတယ်เนาะအများများတဲ့ခါကျတော့ဒီခံစားချက်တွေကိုအများကြီးသူခံရတဲ့နောက်ပိုင်းမှာသူ့မှာငကူကလည်းအတိတ်မှာဒီလို left line တွေနဲ့ပတ်သက်ပြီးတော့ trauma လေးတွေရှိထားတဲ့သူဖြစ်တဲ့ခါကျတော့အဲ့ဒါသူမခံစားနိုင်ဘူးเนาะအဲ့တော့အဲ့နေရာကနေသူထွက်ခွာခဲ့ရတယ်အဲ့ဒါမျိုးတွေ့တယ်ချို့ကြတော့အဲ့လိုခံစား ာချက်ကြောင့်ထွက်ခွာရတာဖြစ်ပြီးတော့တချို့ကြတော့နင်းရဲ့အဲသူ့ဘက်မှာ attention မပေးတာလားเนาะပြီးလို့ရှိရင် तू ချစ်တယ်လို့ပြန်ပြီးတော့မချစ်နိုင်လားဘူးလို့ तू ကထင်တာပြီးလို့ရှိရင်မင်းရဲ့အပြုမှုတစုံတစ်ခုပေါ်မှာ तू နာကျင်ကြွေးကြွေးသွားတာเนาะအဲကြောင့်မို့မင်းကို तू ချစ်ရက်နဲ့မဲနာထွက်ခွာလာတာကျွန်မအဲ့လိုမျိုးတွေ့တယ်မချစ်တာမဟုတ်ဘူးเนาะချစ်ရက်နဲ့တင့်ကိုထားခဲ့ပြီးတော့မဖြစ်နိုင်လို့ထွက်သွားရတဲ့ပုံစံအဲ့လိုမျိုးပြီးတော့ပေါ့เนาะမင်းနဲ့ तू နဲ့ဆက်ဆက်ရေးမှာသူ့ဘက်ကနေအမှားယုံလေးတွေလုပ်ခဲ့တာရှိတယ် ဲ့နဲ့ပတ်သက်ပြီးတော့အခုချိန်မှာသူနောင်လာရတယ်အမားယွန်းကလည်းအများကြီးတော့မဟုတ်ဘောเนาะအနေချင်းမှာပဲသူမင်းကိုအများကြီးချစ်ခဲ့တယ်သူရဲ့ဒီခံစားချက်တွေလည်းအများကြီးသူပြရတယ်ဒါပေမဲ့အဲ့ဒီမှာမှတစ်ခါတည်းကြာရင်မင်းကသူ့ကိုပြန်ပြီးတော့ယူဆိုင်မှုတွေမပြတဲ့အခါမှာเนาะမင်းကသူ့ရဲ့ချစ်ချင်တဲ့ကိုလှစ်လျူရှုတဲ့အခါမှာသူ့ဘက်ကနေလည်းချစ်ကဲကန်နဲ့အာမင်းတယောက်လည်းငါနာမရှိအောင်မဟုတ်တခြားလူလည်းထပ်ပြောင်းငါယွင်းချက်လို့ရတယ်ဘာညာဆိုတော့အာအခြေတင်ဖြစ်အောင်သူပြောခဲ့တာမျိုးရှိမယ်အလုပ်ပြခဲ့တာမျိုးလေးတွေရှိမယ်အဲ့ဒီပြုမှုတွေအဲ့ဒီပြောဆိုတွေနဲ့ပတ်သက်ပြီးတော့အခုနေမှာသူ နည်းနည်းနောင်တရတယ်ပေါ့နော်ငါဒါမျိုးမပြောခဲ့ရင်ကောင်းသားအဲ့လိုမျိုးပုံစံပေါ့အဲ့လိုမျိုးနေနဲ့သူခြေကွဲနေတယ်အဲ့လိုမျိုးတွေ့တယ်နောက်တစ်ခုကတော့သူကိုယ်တိုင်ပေါ့နော်အခုတင်းရဲ့တစ်ဖက်လို့ကိုယ်တိုင်ကလည်းသူ့ကိုယ်သူဟင်းနေလို့ရမယ်ဆိုတာသိတယ်လုံးမဲ့အရာကလည်းအချက်တည်းအများကြီးဆိုတာသိတယ်သူကိုယ်တိုင်ကလည်းဆုံးဖြတ်ချက်ချတာပွားပြီနော်ငါကုန်ကတော့အခုတာမရတော့မယ်ဒီနှလုံးသားရဲ့နဲ့ပတ်သက်ပြီးတော့ငါဒီတိုင်းမဲ့ဆက်နေသွားမယ်ဆိုလို့ရှိရင်ငါရဲ့နှလုံးသားလေးပြန်လဲကျမ်းမာဖို့ကခက်ခဲမယ်အဲ့တော့သူ့ရဲ့နှလုံးသားလေးပြန်လဲကျမ်းမာဖို့ ဘယ်လိုပြောမလဲနော်အာအင်အပြင်းနဲ့ကောင်းမွန်တဲ့ချက်ချင်းတွေနဲ့အတူဒီနှလုံးသားလေးအာတဖန်ပြန်လဲရှင်းတန်ရအောင်တော့သူစူးစမ်းမယ်နော်ငါရအောင်လုပ်မယ်ဆိုလို့တော့သူဆုံးဖြတ်ချက်ချထားတာရှိတယ်နော်ပြီးတော့တဲ့နဲ့ပေါ့နော်တကယ်မို့ Mary Life Family Life ထိမသွားရင်နိုင်ခဲ့ရင်တော့မာတဲ့နော်ဒီစိတ်လေအရင်ကောင်းလေနော်အရင်လှတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်မပြောပြမယ်မင်းနဲ့အတူတဲ့ဒီ Maryland Family Line အထိမသွားရင် နိုင်ခဲ့ရင်တော့မှအာတငင်ချင်းလူမျိုးအာပြီးလို့ရှိရင်အနာကနေမိတ်ဆွေကောင်းလူမျိုးကိုကြီးဆောက်ရှောက်ရင်လည်းငါမင်းသားမှရှိသွားချင်ပါတယ်တဲ့အဲ့ဒါမျိုးလေးသူရဲ့ဖိနေနဲ့မှကျွန်မတွေ့တယ်နော်ဒီ zero cut လေးကိုကြည့်ချင်းအားဖြင့်ဒီ energy ကိုခန်းစားရတယ်ပေါ့နော်ဒီမှာနော်တူပေါ်မှာတူနွေးထွေးတဲ့ energy မျိုးတွေကျမဒီကတ်ထဲမှာအများကြီးတွေ့ရနော်။အငယ်ဘဝကနေအခုလက်ရှိချိန်ထိအနွေးထွေးမှုတွေစင်နာမှုတွေနဲ့တွားနေရပေါ့နော်။အဲ့ဒါမျိုးလေးတွေ့ရ။အဲ့တော့ဒီ နေရီရင်ထဲမှာတချို့လေးတွေဆိုတင်းတို့နှစ်ယောက်ရဲ့အာပတ်သက်မှုကအခုမှတိခဲ့တာမဟုတ်ဟိုရင်တော့တင်းတို့တွေတိခဲ့တယ်အာဒါပေမဲ့လည်းတယောက်တလန်အာနှလုံးသားရဲ့ကိစ္စတွေမှာတရားတစ်ခုစီရွေးချယ်ခဲ့တာမျိုးလည်းရှိမယ်။ဒါပေမဲ့တင်းတို့တွေပြန်ဆုံတဲ့အခါမှာအာအရင်တော့ရင်ခုန်ခဲ့ဘူးတဲ့အာတန်ရုံစင်တွေနော်အာ အချက်တွေကိုပြန်ပြီးတော့တည်ရရတယ်တယောက်ကတယောက်လည်းအော် မကောင်းမမြင်ရဘူးပေါ့နော်အဲ့ဒါမျိုးလောဝတီ family life married life ကိုနှစ်ယောက်တူတူမသွားပြစ်ခဲ့ဝင်ဆိုရင်တော့မင်းလိုအပ်တာကိုသူကူညီပေးမယ်အာတင်လိုအပ်တာကိုလည်းသူ့ဘက်ကနေအမင်း sorry နော်မင်းလိုအပ်တာကိုလည်းသူကူညီပေးမယ်သူလိုအပ်တာကိုလည်းမင်းတို့လေးပြန်ပြီးတော့ကူညီပေးဖြစ်နေမယ်အဲ့ဒါမျိုးပုံစံတကယ်လို့မင်းဘက်ကမကူညီနိုင်ဘူးလို့ဆိုနေတာမှကိစ္စမရှိသူ့ဘက်ကတော့အာမင်းကိုမင်းဆွေဖြစ်နော်တကယ်ချင်းကောင်းအဖြစ်နော်ပြီးလို့ရှိရင်အာ ဘယ်လိုပြောမလဲနော်ကောင်းမွန်တဲ့ဒီပတ္တနာပေါ့နော် sorry နော်ကောင်းမွန်တဲ့ဒီ friendship ပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်ဖြစ်သူကတိဆောက်သွားခြင်းလေအဲ့လိုမျိုးတွေ့တယ်နော်အဲ့တော့ဒါကတကယ်ကိုကောင်းတယ်အော်ဘယ်လိုပြောမလဲ ူရဲ့ feeling တွေဖြစ်တယ်ပေါ့နော်ခံစားချက်တွေဖြစ်တယ်အဲ့တော့ဒီအခုကျမလက်ရှိအခုပြောနေတဲ့ဒီလို energy တွေကတင်းတစ်ဖက်လူရဲ့ energy နဲ့တိုက်ဆိုင်တာပေါ့နော်တိုက်ဆိုင်တာတကယ်ကိုအာတင်းအတွက် reading ဖြစ်တယ်နော်ဒီနေ့ collective reading ကိုလာကြည့်တဲ့သူတွေပြီးတော့ဒီလူရဲ့ energy ကလည်းအာ ဘယ်လိုပြောမလဲတိတ်ပြီးတော့ကို့ပေါ်မှာစိုးွားတဲ့ဒီနော်ဟိုတုတ်ပြန့်ချင်တာတွေအလက်စားချစ်ချင်တာတွေအဲ့လိုမျိုးပုံစံတွေကျွန်မမတွေ့ဘူးเนาะအာသူတင့်ကိုချစ်တယ်တင့်ကိုကာကွယ်ပေးချင်တယ်တင့်ကိုချစ်ရတဲ့ဆုံးခွာသွားရတယ်ဒါပေမဲ့သူကိုယ်တိုင်ကလည်းအမားတွေကျူးလွန်ခဲ့တာမျိုးရှိတယ်ဒီအမားတွေအတွက်ကိုနောင်နာရနေပြီပြီးတော့သူ့ရဲ့နှလုံးသားလေးကလည်းမင်းပေးလိုက်တဲ့ဒဏ်ရာချောင်းလည်းဖြစ်နိုင်တယ်သူ့ရဲ့အတိတ်ကဒဏ်ရာတွေချောင်းလည်းဖြစ်နိုင်တယ်အာ တကူတာမဲ့အပိုင်းလေးရှိရပေါ့နော်အဲ့ဒါတွေလုတ်ပြီးတော့မင်းသားကိုလာခဲ့မယ်လာခဲ့ရင်တင်းတို့နှစ်ယောက်က Merry Life Family Night တွေကိုတွားနိုင်မယ်တကယ်မို့အဲ့ဒီအနေထားမျိုးကိုမရောက်ခဲ့ဘူးဆိုရင်တော့သူရဲ့နှလုံးသားထဲမှာမင်းပေါ်မှာ Nutrition ဆက်ဆံပေးချင်တာမိစေကတူဖြစ်မင်းသားမှာနေချင်တာအဲ့လိုခံစားချက်မျိုးတွေနဲ့သူတွားချင်တယ်ပေါ့နော်အဲ့ဒါမျိုးလေးပြောထားတယ်အဲ့တော့ဒီနေ့ collective video လေးကတော့ပြီးပြီ အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူတွေကိုင်းကြည့်ရဆိုလို့ရှင်ဒါအတင်းတွက် reading မှာပေါ့နော်အဲ့ဒါမျိုးလေးပြောခြင်းတယ်အချိန်ကတော့နည်းနည်းလေးနည်းတဲ့အတွက်ကျွန်မကအာ reading လေးကိုနည်းနည်းတတူလေးနဲ့ပဲပြောပြပေးလိုက်ရတာဖြစ်တယ်ပေါ့နော်အခုတလောမှာကျွန်မရဲ့အာစီးပွားရေးအလုပ်တွေရောပြီးလို့ရှင်ဒီ personal reading horror တွေရောဒီတလောမှာရက်ဆက်ပေါ့နော်အဲ့ဒါမျိုးလေးတွေရှိနေတဲ့အခါကျတော့ကျွန်မကဒီ YouTube တွက် video လေးတွေရိုက်တဲ့အခါမှာအချိန်လုပြီးတော့ပြောပြရတာဖြစ်တဲ့အတွက် reading လေးကတော့နည်းနည်းလေးတို့သွားရတယ်ပေါ့နော် အဲ့တော့အဆုံးထိကြည့်ရှုပေးကြရတယ်ကျမရဲ့ Orient လေးတွေအားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ရီဒီနေမှာအတူတူပြန်လည်ဆုံးတွေ့ကြမယ်နော်